မဲမင်္ဂလာပါရှင် MI Radio Learning Hub အစီအစဉ်ကိုပါဝင်ထားတဲ့ Lohwa International Education မှကျေးဇူးတော်ဆွဲပဲဖြစ်ပါတယ်ဒီနေ့အားလုံးကိုမျှဝေပေးမယ့်အကြောင်းအရာကတော့ဗောနော်ဒီ HSK Hanyu Shui Ping Course တရုတ်စာအရေးချင်းစစ်ဆောင်မှုဝဲကိုအကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ် အာဒါကကြတော့ HSK ကဘာလဲပေါ့နော် HSK တရုတ်ဆောင်မွေးကြတော့ကြာဘူးညဘာလဲပေါ့အဲ့ရအကြောင်းလေးကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်အာ HSK ဟန်ယူရှိပင်းခေါ်စပေါ့နော်သူကကြတော့တရုတ်ဘာသာစကားအရေးချင်းစစ်ဆောင်မွေးတစ်ခုဖြစ်တယ်အာဒါပြလို့ရှိရင်ဒီရဲ့ဆောင်မွေးမှာဆိုလို့ရှိရင်ပေါ့နော် Thin Shore Do Xie အာ Ski ပေါ့နော် For Ski ဖြစ်တဲ့အရေးအပျော် အာစာဖတ်တာဒီရဲ့နားထောင်စွမ်းထားတွေကိုဟိုစစ်ဆေးပြီးတဲ့အဆောင်မွေးတစ်ခု ဖြစ်တယ်ပေါ့နော်။ဒါပြင်ဒီရဲ့ဆောင်မွေးရုပ်ဆိုလို့ရှိရင်အတရုတ်နိုင်ငံရဲ့ဘာသာစကားပညာရေးနဲ့ပူပေါင်းဆောင်ရွက်ရေးဌာနနေပြီးတော့မှဥဆောင်ထားပြီးရဲ့အဆောင်မွေးတစ်ခုဖြစ်တယ်ပေါ့။ HSK ဆောင်မွေးရ level 1ကနေပြီးမှ60ရှိရပေါ့နော်။ဒါပေမဲ့ဒီနောက်ပိုင်းပေါ့နော်။2020နောက်ပိုင်းကစပြီးတော့မှသူက level 7 8 9ဆိုမှထပ်တိုးလာရှိရပေါ့။ တကယ်လို့ဒီဟွာပေါ့နော်အားလုံးအနေနဲ့လွယ်လွယ်ကူကူနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီ HSK စာမွေးရကြတော့ဒီအားလုံးနဲ့ရင်းနှီးတယ်ပေါ့နော်ဒီ IS တို့ TOEFL တို့အဲ့လိုစာမွေးတွေလိုပဲအရင်အရေးပါတဲ့စာမွေးတစ်ခုဖြစ်တယ်ပေါ့နော် အဲနပိုင်းပေါ့နော်ခွဲပြီးတော့မှပြောပြမယ်ပေါ့နော်ပထမတစ်ပိုင်းကကြတော့ဒီပညာရေးနဲ့ပတ်သက်တာပေါ့ဟိုဒီပညာရေးပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတရုတ်ပြည်မှာအာကျောင်းသားတက်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်စကောလာရှောက်ချင်တာပဲဖြစ်ဖြစ်အာဓာမျိုးတွေမှာဆိုလို့ရှိရင်ဒီရဲ့ဝင်ခွင့်အနေနဲ့ဒီ HSK အောင်လက်မကအရင်အရေးကြီးရေပေါ့နော်တကယ်လို့ဒီ HSK လည်းပဲအဲ level လည်းမြင့်နေအအမတ်လည်းများတယ်ဆိုလို့ရှိရင်ဒီ scholar လျှောက်တာပဲဖြစ်ဖြစ်အကြောင်းဝင်ခွင့်တတွက်ပဲဖြစ်ဖြစ်ပေါ့နော်ဟိုအများကြီးအထောက်အကူဖြစ်တယ်ပေါ့အော်ဒုတိယပိုင်းနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအလောက်ကိုင်ခွင့်လန်ပေါ့နော်အော်တကယ်လို့ဒီရဲ့ကိုကတရုတ်စာဟိုပေါ့နော်တတ်ထားတယ်ဒီအောင်လက်မှတ်လည်းရထားမယ်ဆိုလို့ရှိရင်အာကိုတက်ကဒီရဲ့အအလာစာပဲဖြစ်ဖြစ်ပေါ့နော်ဒီယာတူတို့တာပဲဖြစ်ဒါအများကြီးပဲဟိုအထောက်အကူဖြစ်တယ်ပေါ့နော် HSK ဆောင်မွေးဖြည့်ခြင်းအဖြစ်ပေါ်ဒီတရုတ်ဘာသာစကားလိလာနေတဲ့လူတယောက်အတွက်အော်ကိုရဲ့ အဲတရုတ်စာစကေးကိုလည်းကိုကိုကိုပြန်ပြီးတော့မှစစ်ဆေးလို့ရရပေါ့အော်ကိုကဒီရဲ့အရေးပိုင်းမှာလိုလားအပြောပိုင်းမှာလိုလားကိုကဘယ်ပိုင်းမှာအားနဲ့လဲအားတာလဲဆိုတာကိုဟိုကို့အနေနဲ့တစ်ချက်ပြန်ပြီးတော့မှစစ်ဆေးလို့ရတဲ့ဆောင်ဝတ်ထူးဖြစ်တယ်ပေါ့နော် ဟုတ်ကဲ့အအခုပေါ့နော်ဆက်လက်ပြီးတော့မှဒီ HSK level အစင်းလိုက်အကြောင်းကိုလောက်စကားနေပြီးတော့မှတစ်ချက်ပြောပြရမှာပေါ့နော်အ HSK level 1မှာဆိုလို့ရှိရင်အဓိကအရေးကြီးတာကတော့ဖင်းရင်းပေါ့နော်အဲ့တော့ဖင်းရင်းကဘာလဲဆိုလို့ရှိရင်တัวကျတော့ဒီတရုတ်စလုံးအတန်ထွက်တွေကိုဟိုအင်္ဂလိပ်အအင်္ဂလိပ်စလုံးနဲ့ပေါ့နော်ဖော်ပြထားတယ်ဖြစ်ပါတယ်ပေါ့နော်အော်ဒါပြင်ဥမာ I ဆိုလို့ရှိရင်တัวကျတော့လောက်စလို့တရုတ်စာဓာတ်ရိုက်ဖတ်တယ်ဆိုလို့ရှိရင်နည်းနည်းခက်တယ်ပေါ့အော်အဲ့တော့ကြတော့ဟိုတရုတ်စာကိုချက်ချင်းမဖတ်နိုင်နေတဲ့လူတွေအတွက်ကိုစကားပြောကနေစတင်ရတဲ့အနေနဲ့ဒီရဲ့ အဖင်းရင်းကိုအသုံးပြုပေးထားပါဗောနော်အဲ့မှာဆို i ဆိုလို့ရှိရင်တော့ဟို ai နဲ့ပေါ့နော်အဲ့လိုစလုံးလေးနဲ့ပေါ်ပြထားတာကိုဖင်းရင်းလို့ခေါ်ပါတယ်အဲ့တော့ hsk level 1မှာဆိုလို့ရှိရင်ဒါဖင်းရင်းကအရေးကြီးဆုံးပေါ့နော်အာဒီအဆင့်မှာဖင်းရင်းကိုတီတီချာချာလေးလေ့လာထားတယ်ဆိုလို့ရှိရင်ဟိုနောက်ကိုလေ့လာမဲ့အာဒီရဲ့ step တွေပေါ့နော်အာ hsk level 1 to 6ဒါတွေအားလုံးအတွက်အခြေခံကောင်းကောင်းလေးအုံမြင့်ချထားတာ ਨੇ တူပဲပေါ့အာဒါပြင်ဒုတိယတစ်ခုအရေးကြီးတာကကြတော့ဒီတရုတ်စလုံးပေါ့နော်တရုတ်စလုံးနေရဲ့အခြေခံမြင့်တဲ့ဒီစုပ်ချက်တွေပေါ့အဲ့ i စုပ်ချက်တွေဆိုလို့ ရှင်လည်းဒီရဲ့ level 1မှာစတင်နေပြီပေါ့နော် HSK 1မှာစတင်နေပြီအဲဆိုလို့ရှင်လောက်စတော့ကတည်တည်ချချာလေးအလိုက်လောက်ထားမယ်ဆိုလို့ရှင်လည်းဒါအခြေခံကောင်းကောင်းနဲ့ဟိုဖြစ်မှာပေါ့အာကောင်းတော့မှာပေါ့နော်ဒါပြင်ဒီ HSK level 1မှာနောက်ထပ်တစ်ခုအရေးကြီးတာကဘာလဲဆိုလို့ရှင်ဒီ wall ဟာလာပေါ့နော် wall ဟာလာလေးအလုံး150လောက်ကိုတော့ကိုကပိုင်ပိုင်နိုင်နိုင်တည်ထားမှာပေါ့အာဒါပြီးလို့ရှင် HSK level 2ပေါ့အဲတော့ level တစ်ခုတစ်ခုတက်တာတိုင်းသူကအဒီ wall ဟာလာရနဆနဆဖြစ်သွားပေါ့အဲ့တော့ HSK level 1မှာကသူက150စလုံး150 150ဆိုလို့ရှင် HSK level 2မှာဆိုလို့ရှင်သွားအလုံး300ဖြစ်သွားမှာပေါ့အော် HSK level 2မှာဆိုလို့ရှင်အအခြေခံဝါဟာလာအလုံး300ကိုတည်ထားရမယ်အာဒါပြင်ဒီ HSK level 2မှာလည်းအာလောက်စရိုးကဒီရဲ့ဖြင်းရင်းကလည်းအရန်အရေးပါတယ်ပေါ့နော်သွားဖြင်းရင်းလည်းပါတယ်အာဒါပြီးလို့ရှင်သွားကြတော့ဒီရိုးရိုးရှင်းရှင်းစလုံးလေးတွေနေမှာကောက်သွားနေစဉ်ပေါ့နော်အတုံးပြူတဲ့စာချောင်းလေးတွေကိုပါသွားစပြီးတော့မှတင်လာရပြီပေါ့အဲ့တော့ဟိုလောက်စရိုးဒီလိုတော့နားလည်လို့ရပေါ့ HSK level 1 2ကကြတော့ဖြင်းရင်းရဲ့အာတရုတ်စလုံးပေါ့နော် ခြေခံဖြစ်တဲ့အရေးရဲ့အမ်ဒါပြလို့ရှင်ဆိုဒီရဲ့ listening ကောင်းအောင်လို့ဒီ listening နေလေ့ကျင့်ပေးတဲ့ဟာရေပေါ့သူနှစ်ခုကဒီသုံးခုကတော့အရေးကြီးဆုံးပေါ့နော်အဲ့တော့လောက်ဆိုတော့က HSK level 3ရောက်ပြီဆိုလို့ရှင်ရင်တော့ဝေါ်ဟာတာလဲနဆဆိုတော့အလုံး600ဖြစ်သွားမှာပေါ့အလုံး600ဖြစ်သွားပြီဆိုလို့ရှင်ရင်တော့ဒီ HSK level 3မှာကတော့ ထပ်သိုးမလဲဆိုလို့ရှိရင်တော့ဟို listening ပေါ့နော် listening ထပ်သိုးမယ်အဲ့တော့ HSK level 3ကိုပေါ့နော်ကောင်းကောင်းလေးပိုင်တိုင်ထားတဲ့လူဆိုလို့ရှိရင်အာလောက်စတို့ကအများကြီးမပြောနိုင်ဘူးဆိုလို့ရှိရင်တော့ဟိုဘက်တစ်ဖက်ကလူပြောတဲ့ရာခိုင်နှုန်း80လောက်ကိုကွာကောင်းကောင်းလေးနားလည်နေပြီပေါ့ဟိုဘာလို့လဲဆို HSK level 1 2မှာဖြင်းလဲကောင်းကောင်းလောက်ထားတယ်အာဒါပြင်ကောင်းကောင်းလေးနားထောင်ထားတယ်ဆိုလို့ရှိရင်တော့ဒီ HSK level 3မှာ listening ကပိုပြီးတော့မှတိုးတက်တယ်ပေါ့ ပြန်မပြောနိုင်လीတိုင်အောင်ပေါ့နော်အဲ့တော့ဒါပြီးရင်ဆိုဒီ HSK level 3မှာဆိုလို့ရှိရင်အာတဒါပေါ့နော်တဒါတွေလည်းပါလာပြီအဲ့တော့ဒီရဲ့အပိုင်းမှာကြောဘာအရေးကြီးလဲဆိုလို့ရှိရင် listening အရေးကြီးတယ်တဒါပိုင်အောင်လို့လောက်ရမှာပေါ့နော်အဲ့တော့နောက်ထပ် HSK level 4ဆိုလို့ရှိရင်သွားအာမီနေရတော့နဆဆိုတော့ဟိုဟာဖြစ်သွားမှာပေါ့1200ဖြစ်သွားမှာပေါ့နော်အာမီနင်း1200ဖြစ်သွားမယ်အာဒါပြလို့ရှိရင်ဆိုဒီ HSC level 4မှာအဓိကဘာလဲဆိုလို့ရှိရင်အာ speaking ပါလာမယ်ပေါ့ o speaking ပါလာဖို့ဆိုလို့ရှိရင် HSC level 3ကတရားကိုပိုင်နိုင်မှဖြစ်မှာအဲ့တော့ကျွန်တော်အဲ့တရားကိုပိုင်နိုင်မှအ ်မှလည်းကိုကစကားပြောတဲ့အချိန်မှာကိုနိုင်ငံခြားသားတယောက်အနေနဲ့ပေါ့နော်ဒီတရုတ်ဘာသာစကားကကိုရဲ့မိခင်ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်မလို့ဘာသာစကားဒီကပြောတဲ့အချိန်မှာကွာစောက်ထိုးကြီးမဖြစ်နေမှာပေါ့အဲ့တော့ကြောင့်မလို့ဒီ HSK level 4မှာ grammar တွေကလည်းတော်တော်အရေးကြီးရယ်ပေါ့နော်အာဒါပြီးလို့ရှိရင်ဒီ speaking ပါလာပြီပေါ့အာဒါပြီးလို့ရှိရင်ဒီ HSK level 4မှာနောက်ထပ်တစ်ခုပါလာတာဗာလဲဆိုလို့ရှိရင်ပေါ့နော်ဟိုပါပေါ့ဆိုယိုးစကားတွေပေါ့နော်ဆိုယိုးစကားတွေပါလာပြီအာဒါပြီးလို့ရှိရင်ဒီရဝန်ဟွာပေါ့နော်ဝန်ဟွာတွေကိုလည်းတော့အခန်းတိုင်းမှာပါလာပြီရှင့်အာဝန်ဟွာဆိုတာကြောတော့ဗာလဲဆိုလို့ရှိရင်ဒီတရုတ်နိုင် ုင်ငံရဲ့ယဉ်ကျေးမှုအကြောင်းပေါ့နော်အဲ့ဒါလေးတွေကိုပါလာပြီအရှိ level ပေါ့ HSK 1 2 3မှာကျတော့သူက၅ခန်းမှတစ်ခေါက်ပါတယ်ပေါ့ဒါပေမဲ့ဒီ HSK level 4မှာဆိုလို့ရှိရင်သူကအခန်းတိုင်းအခန်းတိုင်းမှာသူကဒီရဲ့ဝန်ခွပေါ့နော်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ဟာတွေပါပြီပေါ့ဘာလို့ဒီဟာကိုထည့်ပေးထားလဲဆိုလို့ရှိရင်အာလို့သူတို့က HSK level 5 6မှာဆိုလို့ရှိရင်အာသူကကျတော့ဟိုပါပေါ့ဒီကိုယ့်ရဲ့ဟို4 skill အပြင်ကိုကိုရဲ့အသွေးတွေပါသွားရေးရတော့မှာ writing ကိုဦးစားပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီတရုတ်နိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းတွေအများကြီးသိနေရမှာပေါ့။အော်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒီ writing ကောင်းအောင်အသွေးကောင်းအောင်ဒီ level 4မှာပေါ့နော်အခန်းတိုင်းအခန်းတိုင်းမှာသွားဝန်ခွဒီရဲ့ရင်ကျင်းမှုနဲ့ပတ်သက်တဲ့ဟာတွေကိုသွားထည့်ထားပေးပေါ့။အော်လောက်စတော့ကဒီဟာတွေကိုလည်း writing ကောင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီရဲ့ဝန်ခွကိုလည်းတခြားလေးလေ့လာထားဖို့လိုရပေါ့။ အာလာဆိုတော့ HSK level 5ပေါ့နော် HSK level 5ဆိုလို့ရှင်တော့ဟိုနဆဆိုတော့တော့2400 2500လောက်ဖြစ်တော့မှာသူရဝဟာတာလေအဲ့တော့ကျတော့ပို့ပြီးတော့လဲအာ အမ်များလာမယ်ပေါ့နော်စလုံးတွေပို့ပြီးတော့လည်းများလာမယ်ဒါပြင်တရာတွေကလည်းပို့ပြီးတော့မှလည်းရှုပ်ထွေးလာမယ်အဲ့တော့ဒီ level 5မှာဆိုလို့ရှိရင်လောက်ဆိုတော့ကဟိုတခြားလူနေပေါ့နော်အာ speaking ကောင်းကောင်းလည်းပြောနိုင်ပြီပေါ့နော်အဲ့ဒါပြင်ကိုယ့်ရဲ့အသွေးခေါ်တွေပါသွားပြောလာနိုင်ပြီပေါ့အဲ့ဒါဒီ HSK level 5ပေါ့ဒါပေမဲ့ထူးခြားချက်တစ်ခုကကျော်ဒီ HSK level 5မှာသွားဒီရဲ့ဝန်ဟွားပေါ့နော်ဒီယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ဟာတော့သွားမပါတော့ဟိုလိုပြောမယ်ဆိုလို့ရှိရင်အလိုပညာဇန်းတဲ့အချိန်ရောက်ပြီပေါ့အဲ့အရှိမဒီ level 1ကနေ4ထိကိုသူဘယ်လောက်ထိအခြေခံ ပိုင်နိုင်လဲဗာလဲဆိုတော့ပညာဆန်းတဲ့ချိန်ရောက်ပြီဆိုတော့အာကိုကနေပြီးတော့မှအသွေးတွေကိုပြန်ပြီးတော့မှရေးရမယ်ပေါ့နော်အဲ့တော့ကျော် writing ကိုပို့ပြီးတော့မှအသားပေးလာတယ် HSK level 5ပေါ့နော်ဒါ HSK level 6ကကျတော့သူကဘယ်လိုလဲဆိုလို့ရှိရင်လေအာလုံးဝဟို professional ပေါ့နော်လုံးဝဟိုဟာ အမ်ဘယ်လိုပြောမလဲ professional ဆန်ဆန်ပေါ့။သူကအဲ့လိုမျိုးဟိုတစ်ဖက်လူနဲ့ဟိုမိခင်မာတာစကားလောက်ညီနီးပေါ့။သူကပြောရမယ်။အမ်ပြောနိုင်လာမယ်ပေါ့နော်။ on ဒါပြလို့ရှင်ဆိုရင်ဒီရဲ့တရားတွေကလည်းရှုပ်ထွေးလာမယ်။ဒါပြလို့ရှင်သူကဟိုပါပေါ့နော်ခော့ကြောင်ဆိုတော့ဟိုဒီရဲ့စလုံးလေးတွေဆိုလို့ရှင်သူကလေပို့ပြီးတော့မှခြေပြန့်လာမယ်ပေါ့။ဟိုစကလုံးတွေလည်းတိုးလာမယ်ခြေပြန့်လာမယ်။ဒါပြလို့ရှင်ဆိုရင်ဟို writing mind နဲ့ပတ်သက်ပြီးတော့မှရေးထားဖြစ်တဲ့တရားမလို့စာပိုက်တွေလည်းပို့ပြီးတော့မှရှည်လာမယ်ပေါ့။ဟုတ်ဒါကကျတော့ဒီ HSK 126ပေါ့နော်။ဒါအချင်းချုံလေးမိတ်ဆက်ပြရဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှဒီရဲ့ HSK ဆာမွေးကိုဘယ်ချိန်နေမှာဖြေရတယ်အဲဒါပြီးဒီရဲ့ဆာမွေးကြီးရဘယ်လောက်ရှိတယ်ဒါပြီးဒီဒီ HSK ဆာမွေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဘယ်နှစ်နှစ်သက်တမ်းရှိတယ်ဆိုတဲ့အကြောင်းလေးတစ်ချက်ပြောပြမှာပေါ့နော်အပထမဆုံးအနေနဲ့ဒီ HSK ဆာမွေးကျင်းပတဲ့အချိန်နေပေါ့တော့အမှန်တကယ်တော့ပေါ့နော်တော့တရုတ်ပြည်ကနေပြီးတော့မှလीဥဆောင်ပြီးတော့မှကျင်းပတာဖြစ်တဲ့အတွက်ကြောင့်မလို့တရုတ်ပြည်ကနေပြီးတော့မှဒီ နှစ်တစ်နှစ်ရဲ့နောက်ဆုံးမှာဆိုလို့ရှိရင်သူကနောက်နှစ်မှာပေါ့နော်အာဘယ်လဒီမှာတော့ဘယ်ရက်ဘယ်ရက်ဒီမှာအာဆမ်မိုးဲရှိပါတယ်ပေါ့အဲ့လိုဆိုရင်သူကထုတ်ပြီးတာပေါ့အဲ့ကနေပြီးတော့မှအာဒီရဲ့ရက်သက်မှတ်ချက်အတိုင်းကိုဒီရဲ့နိုင်ငံတကာကနေပြီးတော့မှဟိုလိုက်ပြီးတော့မှကျင်းပရပေါ့အခုလောက်ဆိုလို့ဒီမြန်မာပြည်မှာဆိုလို့ရှိရင်အာဒီရဲ့ ဆမ်ဝဲဖြီလို့ရတဲ့မြို့ပေါ့နော်တချို့ပေါ့ရေဘူးကအားဖြစ်တော့တစ်ချက်တော့ပြောပြပြီးမယ်ပေါ့နော်။မှာဆိုလို့ရှိရင်ရန်ကုန်ရှိမယ်မန္တလေးမှာဖြီလို့ရတယ်နောက်ထပ်တစ်ခုကတာချီလိမ့်မှာလည်းဖြီလို့ရရပေါ့။အဲ့တော့ဒီရန်ကုန်မှာဆိုလို့ရှိရင်ပေါ့နော်အနီးဆက်ဆုံးပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်မြန်မာပြည်ဖြီလို့ရလဲဆိုလို့ရှိရင်အားလုံးဆိုလို့ဒီလော့ဟွာမှာဖြီလို့ရမယ်။နောက်ထပ်တစ်ခုကကျော်ဖူရှင်းမှာဖြီလို့ရမယ်။နောက်ထပ်တစ်ခုကကျတော့တုံးဖောင်းမှာဖြီလို့ရရပေါ့။ဒါတွေကတော့ရေဘူးကအားဖြစ်ပြောရတာပေါ့နော်။ ဟိုတချို့ဆိုလို့ရှိရင်အာဒီနိုင်ငံခြားမှာចောင်းသွားတက်နေရပေါ့ဟောဒါမှမဟုတ်ဒီ HSK ဆာမိုဘဲကကြတော့ဟိုဒီမှာလာဖြည့်ခြင်းနေပေါ့အာဒါဆိုလို့ရှိရင်လည်းသူလာဖြည့်ကြရပေါ့ဟိုဘာလို့လဲဆိုလို့ရှိရင်မြန်မာပြည်မှာကကြတော့ဒီ HSK ဖြည့်တဲ့ဆာမိုဘဲကြီးကကြတော့ဟို2000ခွဲကနေပြီးတော့မှ8000ထိရှိရပေါ့နော်ဒါမှမဟုတ်တခြားနိုင်ငံတွေမှာဖြည့်မယ်ဆိုလို့ရှိရင်သွားဒီလောက်မကောက်ပေါ့ဈေးအရန်ကြီးတဲ့အတွက်ကြောင့်မို့လို့ဟိုနိုင်ငံခြားကလေးလေးဆိုလည်းဒီမြန်မာပြည်မှာလာမြန်မာဖြည့်ကြတာပေါ့နော်ဒါမျိုးလေးလည်းရှိရပေါ့ တချို့နားမလဲရလေးရှိရပေါ့အာ HSKP ဖြည့်ရဆိုလို့ရှိရင်1ပြီးမှ2ဖြည့်ရမှာလား2ပြီးမှ3ဖြည့်ရမှာလားပေါ့အာအဲ့လိုတဆင့်ချင်းဖြည့်သွားမှာလားပေါ့ဒီလိုမေးခွန်းလေးလည်းရှိရပေါ့အော်ဒါကကြောင့်လို့စနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုကကြိုက်တဲ့ level ကိုဟိုဝင်ဖြည့်လို့ရရပေါ့နော်ဒါမဲ့ကိုကဘယ် level နဲ့အာကိုက်ညီလဲအဲဘယ် level ဖြည့်လို့ရှိရင် အောင်မက်များများနဲ့အောင်မက်ကောင်းကောင်းနဲ့ရနိုင်မလဲဆိုတာကိုကြတော့ကိုရဲ့ပေါ့နော်ဖြည့်ဆိုတဲ့အာ ဟွာပေါ့နော်အချိန်ရဲနောက်ထပ်ဒီတင် जा ပြီးနေတဲ့လောက်စတင်တစ်ချက်တိုင်မြင်ပြီးတော့မှဖြီလို့ရရပေါ့ဟုတ်ကဲ့ဒါပြင်ဒီရဲ့ဖြီဆိုထားတဲ့လက်မှတ်ကကြတော့တက်တန်နှစ်နှစ်ရှိရပေါ့နော်ဟုတ်ကဲ့အာဒါကကြတော့လောက်စကဒီ HSK ဆောင်မွေးမိတ်ဆက်ရဲဒါပြလို့ရှင်ဒီ HSK ဖြီတယ်ဆိုလို့ရှင်ဘာလို့အကျိုးကျေးဇူးတွေရမှာလဲအဲဒါတွေကိုတော့ဟွာပေါ့နော်ပြောပြတော့ပေါ့တကယ်လို့ဒီထက်ပေါ့နော်သိချင်တာရှိရဲဆိုလို့ရှင်လည်းဒီ comment မှာတစ်ချက်မေးခဲ့ပြီးလို့ရပါတယ်အာနောက်နေ့မှလောက်စတို့ပြန်တွေ့ပါမယ်စိုက်ချက် MI Radio. Hear it. Feel it. Love it.